ရှလုံးအားလုံးပဲမင်္ဂလာပါတခုမြောက်တော့ဆာလမ်မှာပြောထားပါတယ်မတရားတော့သူတို့တိုက်တွန်းချင်တော့မလိုက်လူဆိုးတွေလမ်းတွင် မရက်မနေမထီမဲ့မြင်ပြုတော့သူတို့အစီဝေးနိုင်မထိုင်သာဝရဖျားတရားတော်နိုင်မွေ့လို့တရားတော်ကို နှိညာမပြတ်စင်ချင်အောင်မေတော်တူဒီမင်္ဂလာရှိမတရားတော့သူရဲ့တိုက်တွန်းချင်တဲ့လူဆိုးတွေလမ်းမှာမရက်မနေဖို့ဖျားတခင်အလိုတော်ရှိတယ် ။ဘာဖြစ်လို့လဲ။အဲ့ဒီလူတွေနဲ့တင်အပေါင်းအသင်းလုပ်နေရင်အဲ့ဒီလူတွေကိုတင်ရဲ့တတ်တာတွေမှာလက်ခံပြီးမှတင် စီမျောခွင့်ပေးနေရင်တင်ရဲ့အတ္တမှာမင်္ဂလာအစာအမင်္ဂလာနဲ့ကောင်းကြီးအစာမကောင်းသောအရာတွေပဲရလာမယ်။ငြိမ်သက်ခြင်းတွေပျောက်ဆုံးပြီးမှဝမ်းနည်းခြင်းနဲ့နာကျင်ခြင်းတွေနဲ့အဆုံးသတ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါဆိုရင်ဒီမတရားတော့သူတို့ရဲ့တိုက်တွန်းခြင်းလူဆိုးတွေလမ်းတွေမရက်မနေဆိုတဲ့အဲ့ဒီလူမျိုးစားတွေကဘာတွေလဲနံပါတ်1လောတာကဲ့သို့တော်သူဖြစ်ပါတယ် ်လောသားကဲ့သို့တော်ဒူးဆိုတာကျွန်တော်တို့ကိုဖရားရဲ့အကြံစီကိုဆက်ပြီးမှမတော်နိုင်အောင်ကျွန်တော်တို့ကိုကန့်တတ်ထားတဲ့တူတွေဖြစ်ပါတယ်ကျွန်တော်ဖရားရဲ့အမှုတော်တဲ့ကိုစိတ်သွားတိုင်းကိုပါလုံလုံမရအောင်ကျွန်တော်တို့ကိုချီနှောင်ထားတဲ့တူတွေဖြစ်ပါတယ်တခါလီမှာကိုကျမ်းစာကြောင်းတက်တော်မယ်ဒါပေမဲ့အိမ်ကနေကိုကိုပြောတယ်ဟာတားရင်မင်းရှိမှဖြစ်မှာတမီးရင်မင်းရှိမှဖြစ်မှာလို့ပြောတယ်တကယ်တမ်းကကိုအဲ့ဒီမှာနှစ်တွေများကြီးနေရဲ့ချိန်မှာကိုကိုရှိတယ်လို့တော့မတတ်မှတ်ဘူးကိုတကယ်ဖရားရဲ့နောက်ကိုလိုက်တော်မယ်ဆိုတဲ့အခါကျမှမင်းမရှိဘူးမဖြစ်ဘူးဆိုတဲ့အတန်တွေဖြစ်လာတာအဲ့အရာတွေက လောတာကဲ့သို့တင်ဖျားရဲ့အမှုတော်ကိုကောင်းကောင်းလုပ်လို့မရအောင်တင့်ကိုတားဆီးထားတဲ့လူကြီးဖြစ်တယ်တင်ကအဲ့ဒါတွေကိုနားထောင်ပြီးမှတင်ရှိနေတဲ့သူတို့နဲ့အတူတင်နေလိုက်ရင်တင်ပေတော့မှဖျားရဲ့အမှုတော်ကိုတင်လုပ်လို့ရမှာမဟုတ်ဘူးဖျားရဲ့အမှုကိုတင်ထမ်းဆောင်လို့ရမှာမဟုတ်ဘူးဒါကြောင့်တင်ကအဲ့ဒီအရာတွေကိုထားခဲ့ပြီးမှတင်လှုပ်ဆောင်မှတာလဲတင်ရဲ့တတ်တာမှာ ကောင်းကြီးခံစားမှာဖြစ်ပါတယ်။လောတာကလည်းဒီလိုပဲအာဘရန်နဲ့အတူရှိနေတဲ့မြတ်ကာလာပတ်လို့အာဘရန်ရဲ့တတ်တာမှာကြီးကြီးမားမားဘာတခုမှလုပ်လို့မရအောင်။ဘာလို့လဲဆိုတော့လောတာရဲ့နာမည်ကဖုံးကွယ်ခြင်းလို့အမိရတယ်။အဲ့တော့အာဘရန်ရဲ့မျက်လုံးကိုလောတာဟာဖုံးကွယ်ထားတယ်။လောတာနဲ့အတူတူအာဘရန်ရှိနေတဲ့မြတ်ကာလာပတ်လုံးဖုံးကွယ်ခြင်းခံရတဲ့ကြောင့်အမှုတော်ကိုသူစိတ်သွားတဲ့မလုပ်နိုင်အောင်နောက်ဆုံးမှာလောတာကိုသူ့ဘဝနဲ့ဖယ်ရှားတဲ့နောက်ပိုင်းကျမှအာဘရန်ကဖျားတခင်ပေးတဲ့ယူပါရုံကိုသူရှင်းရှင်းလင်းလင်း ိုမြင်လာရတာကိုကျွန်တော်တို့နားလည်ရတာဖြစ်ပါတယ်။နံပါတ်1ကတော့ကျွန်တော်တို့ရဲ့တက်တာမှာဂယူးအဆမ်းမယ်ရဖြစ်တယ်။အဲ့ဒါက ကျွန်တော်တို့ကိုမနာလိုတဲ့သူဖြစ်ပါတယ်။ဒါဝိရဲ့တက်တာကိုကျွန်တော်ကြည့်မယ်ဆိုရင်ပရင်ရှောလူကသူ့ကိုမနာလိုတဲ့ခါမှာပြဿနာမရှိပြဿနာအမြဲတမ်းရှာပြီးမှလိုက်လံတက်ဖြတ်တဲ့လူရှိသူရှိမှဂုံတိတ်ခါတွေကိုချတာကိုတွေ့ရပါတယ်။အဲ့ဒီလိုမျိုးလူမျိုးစားတွေကကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကိုခုံယူဝမ်းသာတာမရှိဘဲနဲ့ကျွန်တော်တို့ရဲ့နောက်ွယ်ကနေသူတို့ကကြိတ်ပြီးမှစူးစမ်းတာကျွန်တော်တို့ကပိုချမ်းသာအောင်ကျွန်တော်တို့ကပိုအောင်မြင်အောင်မနာလိုပြီးမှသူတို့ကလှုပ်ဆောင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့တက်တာမှာအဲ့အရာတွေကိုဘဝကနေဖယ်ရှားဖို့ရရင်ကြီးအဲ့ဒီလိုမျိုးမိတ်ဆွေအဲ့ဒီလိုမျိုးတငယ်ချင်းရှိရဆိုရင် တို့အာမနာပဲနဲ့ကျွန်တော်အပေါင်းနဲ့မလို့ပဲနဲ့ရှောင်းခွာထွက်လာရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်တို့ရှိနေခြင်းအပြင်တင်းကလည်းဇာတိတွေပြန်ပြီးမှကြီးထွားလာတယ်။အော်မင်းကောဒီလိုပြိုင်ဆိုင်နေဟာလား။အင်းကလည်းမင်းကိုဒီလိုပြန်လုပ်မယ်ဆိုဇာတိကြီးလာနေတာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကတို့တို့ကိုဖယ်ရှားပြီးမှနော်ကျွန်တော်တို့ဥပိ္ပခာပြုထားမြန်မင်းမင်းရဲ့ပန်းတိုင်းဘုရားကိုကိုးစားပြီးမှကျွန်တော်တို့ကရှေ့ဆက်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဝေမျှပေးချင်တာဖြစ်တဲ့ကျွန်တော်နံပါတ် တုံးကတော့ဗာလဲဆိုရင်အတုံးချတော့သူဖြစ်တယ်အဲ့ဒီအတုံးချရတဲ့သူတွေကဘယ်လိုလဲဆိုပျောက်တော့သားရဲ့တန်ငယ်ချင်းတွေဖြစ်တယ်ပျောက်တော့သားအဖေရဲ့အိမ်ကနေထွက်ခါတဲ့ချိန်မှာသူ့ရဲ့တတမှာငွေကြေးမြောက်များစွာပါသွားပါတယ်အငွေကြေးမြောက်များစွာပါတဲ့ခါမှာစန်းစံကဘယ်လိုမှတ်တမ်းတင်တာလဲဆိုပျောက်တော့သားကတန်ငယ်ချင်းအပေါင်းနဲ့အများကြီးနဲ့တောက်စားပျော်ပါတယ်ဆိုတွေ့ရပါတယ်နောက်ဆုံးပျောက်တော့သားမှာငွေကြေးတပြားမှလည်းမကြံတဲ့ခါမှာအဲ့ဒီပျောက်တော့သားကိုဘယ်တန်ငယ်ချင်းကမှအိမ်မှာခေါ်ပြီးမှထမင်းတင်မကြွေးထားပါဘူးဘလောက်ထိအချိန်နေဆိုးသွားလဲဆိုအဲ့ဒီပျောက်တော့သားဟာ ဝတ်စားတဲ့အစာကိုစားခြင်းနဲ့ဒီသူ့ဘဝဒုက္ခရောက်သွားပါတယ်။အဲ့ဒီလိုဒုက္ခရောက်တဲ့အခါမှာသူ့နာမှာတယောက်မှမရှိတော့ဘူး။ဒါကြောင့်တချို့တော့တူတွေကတင့်ရဲ့နာမှာအတီးခူးစားရုံတတ်တတ်ပဲတင့်နာမှာလာဝင်းရနေတာဖြစ်တယ်။နောက်တင်စူးစားနေတဲ့အချိန်မှာတင်တီဆောက်နေတဲ့အချိန်တင်ခက်ခဲနေတဲ့အချိန်မှာတို့တော့တင့်ကိုကူညီမဆတာတွေတင့်ကိုဖေးကူတာတွေတင့်ကို အောင်မြင်အောင်လှုပ်ဆောင်ပေးတယ်မလှုပ်ပဲနဲ့တင်းကိုအခြေအနေတွေစောင့်ကြည့်နေပြီးမှတင်းအောင်မြင်တဲ့အချိန်ရောက်လာပြီးဆိုမှတင်းအနာမှာလာရောက်ဝင်းရံနေတာဖြစ်တယ်ဥပမာပြတင်းနိုင်ငံခြားထွက်ဖို့တင်းပတ်စံမရှိဘူးတင်းနိုင်ငံချင်းတင်းကိုတယောက်မှမချီးပေးဘူးတင်းကိုမကူညီပေးဘူးဒါပေမဲ့တင်းနိုင်ငံခြားလည်းရောက်လဲရောက်တင်းကိုအပေါင်းအသင်းနေဖြစ်လာတယ်တင်းကိုပို့ပြီးမှအကူအညီတောင်းလာတယ်ဖြစ်လာတယ်တင်းလုပ်ငန်းတစ်ခုခုစားဖို့တဲ့အရင်နေမရှိဘူးတင်းကိုဘယ်သူမှအဲ့အရင်နေမထုတ်ပေးဘူးဒါပေမဲ့တင်းအဲ့ဒီလုပ်ငန်းကိုတင်းကြိုးကြိုးစားစားနဲ့နော်ခဲရဲကဲစစ်မျက်ရည်မျက်ခွန်းနဲ့ဖျောက်အာကူပြီးတင်းအောင်လဲအောင်လဲအောင်မြင်လာရော အဲ့တငယ်ချင်းနဲ့တင်နာမှာရောက်လာလားလဖေးတော့တောက်ရောက်ငါ့ကိုတဝိုင်းလောက်လိုက်ကြွေးဦးဟာငါ့ကိုကူညီပေးဦးဟာဆိုစတဲ့အကူအညီတွေရောက်လာအဲ့ဒီပျောက်တော့သားကဲတို့တငယ်ချင်းတွေကလည်းမတရားတော့သူတို့ရဲ့အပေါင်းတင်းထဲမှာပါတယ်သူတို့ကတင့်ကိုပါလဲတင့်ရဲ့အတီးကိုပဲလာခိုးစားတာတင့်ရဲ့အရေးကိုပဲလာခိုးတာတင့်ကိုလာပေါင်းတာကတင့်ကိုလာပေါင်းတာမဟုတ်ဘူးတင့်ရဲ့အောင်မြင်မှုကိုလာပေါင်းတာတင့်ရဲ့ကြွေဝါမှုကိုလာပေါင်းတာဖြစ်တယ်တော့တင်နဲ့ကျွန်တော်တို့ကဒီဒီတငယ်ချင်းမျိုးကိုကျွန်တော်ဂယူးဆိုင်ပြီးမှကျွန်တော်ရဲ့အတ္တတာထဲမှာပေါင်းတင်ဖို့အတွက်လိုအပ်တာဖြစ်တယ်ဆိုတော့ပြောခြင်းနဲ့နံပါတ်နဲ့မှ လေးရတော့ဖခင်ရဲ့စကားကိုအမြဲတမ်းတန်တရားရှိစေတယ်လို့ဖြစ်ပါတယ်မောရှေကတရှိုး၁၂ယောက်ကိုခါနန်ဘီကိုတွားကြည့်ခိုင်းတဲ့အခါမှာပြန်လာတဲ့အခါမှာတရှိုး၁၀ယောက်ကဘာပြောလဲဆိုရင်အဲ့ဒီဘီကိုငါတို့တင်ပိုက်လို့မနိုင်ဘူးလို့ပြောပါတယ်ဖခင်ကပေးမယ်ဒီတိုင်းပြီမင်းတို့လက်ထက်မှာငါအပ်မယ်လို့ဒါလောက်အတန်တန်ပြောရတော့မှဒီ၁၀ယောက်ကသူတို့မနိုင်ဘူးလို့ပြောတယ်အဲ့တော့နားထောင်တဲ့တူထိုင်းကလည်းအဲ့ဒီအတန်ကိုကြားတဲ့အခါမှာစိတ်သက်တွေကြားပြီးမှ တိုက်ချင်ခိုက်ချင်စိတ်မရှိဘူးဖယားတခင်ပေးတဲ့အဲ့ဒီပြည်ကိုယူချင်စိတ်မရှိတော့ယောရှုနဲ့ကာလတ်ကပဲငါတို့သွားသိမ့်ပဲရောင်ငါတို့နိုင်မှာဖယားရှင်ငါတို့အဲ့ဒီတိုင်းပြည်ကိုပေးပြီလို့ပြောပြီးမဲ့လူတွေကစိတ်ပြတ်ကြတယ်ဒီနေ့ဒီလိုပဲကျွန်တော်ရဲ့တသက်တာပါလဲကျွန်တော်တို့မှာယုံကြည်ခြင်းရှိရယုံကြည်ခြင်းရှိရကမှကျွန်တော်တို့မှာယူပါရုံအကြီးကြီးထားတယ်ယူပါရုံအကြီးကြီးထားကျွန်တော်လှုပ်ဆောင်တဲ့ခါမှာအဲ့ဒီမှာတငယ်ချင်းတွေကကျွန်တော်အမြဲတမ်းအပြတ်တဘောတွေပြောတယ်အနှုတ်လက္ခဏာတွေပြောတယ်ကျွန်တော်တို့ဒီခါလေးမှာခရီးဝေးကြီးသွားတဲ့ခါမှာအဲ့ဒီခရီးမှာဘလို့ပြဿနာတွေရှိကြောင်းကျွန်တော်တခုခုလုပ်ငန်းအတိတ်ကိုကျွန်တော်လှုပ်တော့မယ်ဆိုအဲ့ဒီလုပ်ငန်းကိုမလုပ်နဲ့အခြေအနေခေအခြေအနေကဘလို့မျိုးအခြေအနေတွေ ေရှိကြောင်းကျွန်တော်တို့ကိုပြောလာတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကျလာတယ်အမြဲတမ်းဖျားစကားကိုကျွန်တော်ယုံပေမဲ့အဲ့အတန်နေနေတိုင်းကြားတဲ့အခါမှာကျွန်တော်တို့ထဲမှာတွေးဝေလာတယ်ကျွန်တော်တို့ရှုပ်ထွေးလာတယ်ဖျားစကားကိုကျွန်တော်ဘာဖြစ်လဲဆိုရင်တန်တရားတွေရှိလာတယ်ကြားတဲ့အခါမှာကျွန်တော်ဘာဖြစ်လဲဆိုတော့အမြဲတမ်းကြောက်လန့်ပြီးမှ ဖရားဂတိရောထားတဲ့အရာကိုကျွန်တော်တို့ကအာပီကိုကျွန်တော်မဝင်စားရတော့မနဲ့ကျွန်တော်အများရဲ့ယုံကြည်ခြင်းနဲ့အားနေပြီးမှမစွန့်စားရဲတာတွေဖြစ်လာတယ်မလုတ်ကင်ချင်တာတွေဖြစ်လာမှစိတ်တက်ကြပြီးမှဘာဆိုဘာမှလုတ်ချင်စိမရှိတာတွေဖြစ်လာတတ်တယ်အဲ့တော့အဲ့ဒီလိုမျိုးတငယ်ချင်းတွေကျွန်တော်နာမှာရှိနေ တခုတတိထားမယ်ညာကကျွန်တော်တို့ကဘယ်တော့မှဖျားပြင်ဆင်ပေးတဲ့ကောင်းချီကိုရမှာမဟုတ်ဘူးလွဲနေမှာဖြစ်နေဘာလို့လဲကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမှာဘာရောနေလဲဆိုတော့တန်တရားစိတ်နဲ့တွေ့ဝေတဲ့စိတ်တွေရောနေအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကောင်းချီမခံစားရအောင်အဲ့တော့အဲ့ဒီတငယ်ချင်းနဲ့အမြဲတမ်းအနုလက္ခဏာတွေပြောတဲ့အခါမှာကျွန်တော်တန်တရားစိတ်တွေတွေ့ဝေတဲ့စိတ်တွေဖြစ်တဲ့အခါမှာမလုတ်ရဲမကန်ရဲဖြစ်လာပြီမနောက်ဆုံးမှာဖျားကိုယ့်ပဲ share plan နဲ့ပြင်ဆင်ထားပြီးမှကျွန်တော်မလုတ်ဆောင်ရတဲ့အခါမှာအဲ့ဒီကောင်းချီနဲ့ကျွန်တော်လွဲချော်သွားတာတတဖြစ်တာဖြစ်တဲ့ကြောင့်ကျွန်တော်တို့က တရှိုးဆယ်ယောက်ကဲ့သို့တော့တငယ်ချင်းအပေါင်းအသင်းကိုလည်းကျွန်တော်တို့ကရှောင်ဖွင့်အတွက်အရေးကြီးတာဖြစ်ပါတယ်။နံပါတ်9ကတော့ကျွန်တော်တို့ရဲ့အစိတ်အာရုံကိုပြန့်လွင့်စေတဲ့တငယ်ချင်းတွေကိုကျွန်တော်ရှောင်ဖွင့်အတွက်ရန်အရေးကြီးတာဖြစ်ပါတယ်။ကြားစာမှာရှန်ဆောင်ကိုဖရဲအမှုတော်ကိုလှုပ်ဆောင်လို့မရအောင်အမြဲတမ်းစိတ်အာရုံကိုလွင့်ပြန့်စေတဲ့တူတယောက်ရှိတယ်။သူ့နာမည်က Daily La ဖြစ်တယ်။ Daily La ကြောင့်မလို့ဖရဲတခင်ဗိတ်တည်ထားတဲ့ရှန်ဆောင်ကမျက်လုံးနှလုံးဖောက်ခံရတဲ့အထိအခြေအနေဆိုးသွားပါတယ်။ဒီကနေ့ဒီလိုပဲကျွန်တော်ရဲ့တက်တာပါလဲ။ကျွန်တော်ဖရဲဘက်ကိုကျွန်တော်လှည့်တော့မယ်ဖရဲကိုကျွန်တော်ကိုးစားတော့မယ်ဖရဲကိုကျွန်တော်ဖတ်တွေ့တော့မယ်ဆိုရင် ဖျားကိုပတ်ကိုတွားမဲ့ခြေလမ်းတွေကိုတွားလို့မရအောင်ထွေးဆောင်တဲ့တငယ်ချင်းတွေရှိပါတယ်။အာ Sunday ဖျားကြောင့်တွားတော့မဲ့တငယ်ချင်းတွေကမတွားနဲ့ Sunday ဆိုအပတ်တိုင်းရှိတယ်။ငါတို့တက်တစ်ခါလေးမှတွေ့ရအောင်ငါတို့ KTV တွားရအောင်ငါတို့ Bia ဆိုင်တွားရအောင်ငါတို့တဝိုင်းလောက်တွားချရအောင်ဆိုပြီးမှလှုပ်တဲ့အခါမှာအဲ့ဒီခါမှာကျွန်တော်တို့ဖျားပဲလှဲ့တဲ့ခြေလမ်းကနေမှဒူးဆက်ကိုပြုတ်တယ်မကောင်းတော့ရတွေကိုပြုတ်တဲ့တွေဖြစ်လာမယ်နောက်ဆုံးမှာကျွန်တော်ဘာဖြစ်လာလဲဆိုရင်ကျွန်တော်ရဲ့တက်တာထဲမှာငြိမ်သက်ခြင်းနဲ့ဆုံရှုံပြီးမှဝမ်းနေခြင်းနဲ့ဝင်လာတယ်တဖြည်းဖြည်းနဲ့ဖျားနဲ့ဝေးပြီးမှ တိုးမဲဖြစ်လာတယ်နောက်ဆုံးမှာမာနရဲ့ကြော့ခွင်းအောင်မှာဆုံးရှုံးတဲ့ယုံကြည်သူတွေဖြစ်လာတယ်ဘသူတွေကြောက်လဲဆိုကျွန်တော်တို့ကိုဖယားဘက်ကိုလှဲ့လို့မရအောင်ကျွန်တော်တို့ရဲ့စိတ်နှလုံးကိုအာယုံကိုလွှင့်ပြန့်စေတဲ့တငယ်ချင်းအပေါင်းအသင်းတွေကြောင်းဖြစ်ပါတယ်ဘာလို့လဲဆိုမတရားတော့သူတိုက်တွန်းခြင်းကြောင့်ကျွန်တော်တို့ကဖယားနဲ့ဝေးလာပြီးမှတဖြည်းဖြည်းနဲ့ကျွန်တော်တို့ကအဆုံးမှာဖယားနဲ့တာ၍ဝေးလာပြီးမှမကောင်းတော့ရတဲ့ကိုလှုပ်တဲ့သူတွေဖြစ်လာတာဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့တတ်တာထဲမှာအဲ့ဒီလူတွေကိုစီစဉ်ခွင့်ပြုလိုက်ရင် တင်ဖျားနဲ့ပိုဝေးလာတဲ့တင်းရဲ့ထဲမှာငြိမ်သက်ခြင်းနဲ့ဆုံးရှုံးလာပြီးမှတင်းရဲ့တက်တာထဲမှာနာကျင်ခြင်းနဲ့ဝမ်းနည်းခြင်းနဲ့အဆုံးသတ်ရတတ်ဖြစ်ပါတယ်။နံပါတ်၂မှာကျွန်တော်တို့6ကတော့ကျွန်တော်တို့ရဲ့တက်တာမှာယောနာကဲ့သို့လူမျိုးဆောင်ရှောင်ပွင့်တွေဖြစ်ပါတယ်။ယောနာဟာဖျားရဲ့စကောင်းနားမထောင်မနေတဲ့တာရှုမျိုးကိုသွားတဲ့အခါမှာတာရှုမျိုးမှာသွားတဲ့တင်းဘောပေါ်မှာခရီးတယ်တွေနဲ့တင်းဘောသားရဲ့အလုံးကလမ်းမှာ မုံနှိုင်းမိပြီးမှဒုက္ခရောက်ကြပါတယ်ဒီတင်မောတာတွေကဖះမကြိုက်တာလုံးလို့လည်းမဟုတ်ဘူးဖះကိုမယုံကြည်လို့ဖះမုံနှိုင်းလွတ်တာလည်းမဟုတ်ဘူးယောနာကြောင့်မလို့သူတို့တင်မောတခုလုံးမုံနှိုင်းမိတာဖြစ်တယ်ဒီကနေ့ဒီလိုပဲတင်းရဲ့တတ်တာတွေမှာတင်းကိုလာပေါင်းတဲ့တချို့တော့ပေါင်းနေနေကဖះရဲ့ရှေ့မှာတမျိုးလူရှေ့မှာတမျိုးလူ껙ရမှာတမျိုးမကောင်းတာတွေကိုလှုပ်တဲ့အတူတွေဖြစ်တယ်ဆိုရင်တင်းအဲ့ဒီလူတွေကိုတင်းရဲ့တတ်တာမှာတလီတဲ့စီးမယ်ဆိုရင်တင်းကိုဖះက မုံတိုင်းပေးတာမို့အဲ့ဒီလူတွေနဲ့ပါလာတဲ့မုံတိုင်းတင်းပွားမှာခိုင်ရတတ်တယ်သူတို့နဲ့ပါလာတဲ့ပြဿနာတွေပဲတင်းအမြဲတမ်းလိုက်ဖြေရှင်းရတတ်တယ်သူတို့နဲ့ပါလာတဲ့ အခက်ခဲတွေပဲတင်အများတိုင်းခံပြီးမှတင်ခေါင်းဆားရတတ်တယ်။ဒါကြောင့်တင်ကဘာလို့ဖို့လို့ဆိုအဲ့ဒီလူတွေကိုတင်ကလက်တွဲဖြစ်ပေါ်ရင်တော့ရေးကြီးတယ်။ဘာလို့ဆိုတို့ကဖယားမကြိုက်တာလုပ်တယ်။တို့ဖယားနဲ့မကူစားတယ်။ကိုကတို့နဲ့တို့အလုံးလုံးတယ်။ကိုအလုံးဆုံးရှုံးတယ်။ကိုကကိုနဲ့ကိုလုံးတော့အောင်မြင်တယ်။ဒါပေမဲ့တို့နဲ့ပေါင်မဲ့လို့လို့ရင်ကိုစီးပွားရေးတွေကပြတ်တယ်။ကွန်ပျူတာဆိုမှငြိမ်သက်ခြင်းတွေမရှိတော့ဆုံးရှုံးလာတယ်။ပြဿနာပေါင်းတောင်းချောက်တော့ကိုကပို့ပြီးဖြေရှင်းပေးလာရတယ်။နောက်တစ်ခုတို့ရဲ့ကိစ္စတွေပဲကိုလိုက်လို့ပေးရတဲ့အခါမှာနောက်ဆုံးမှာကိုရဲ့တတ်တာကလုံပါပါတော့တတ်တာဖြစ်တယ်။ဒါကြောင့်ယောနာကဲ့သို့ ဖယားမကြိုက်တာလုတ်တဲ့တို့တွေเนาะဖယားမကြိုက်တာလုတ်တဲ့လူကွဲရမှာပြုတ်တဲ့တို့တွေကိုကျွန်တော်ရဲ့တတ်တာမှာနေရာမပေးမိဖို့အရေးကြီးတာဖြစ်ပါတယ်။နမတ်ခွန်ကတော့ကျွန်တော်ရဲ့တတ်တာမှာယူဒရှ်ကယုကဲတို့တစ္ဆာပေါက်တဲ့တို့တွေဖြစ်ပါတယ်။အဲ့ဒါကတော့ရှင်းပါတယ်ကျွန်တော်တို့ကိုဒုက္ခရအောင်တို့ရဲ့ကိုကြိုးအတွက်ကျွန်တော်တို့ကိုလေကတဲ့လုတ်သွားတယ်ကျွန်တော်တို့ကိုခြောက်ထဲမှာတွန်းသွားတဲ့ကျွန်တော်ရဲ့အပေါင်းလေးနေရှင်တင်ငန်းစာယူပြီးမှတို့တို့ကိုကျွန်တော်တတ်တာကနေဖယ်ရှားပွင့်အတွက်အရေးကြီးတာဖြစ်ပါတယ်။ဒါဟာမတရားလို့တို့တွေတိုက်တွန်းချင်လို့မလိုက်လူဆိုးတွေလမ်းမှာမရက်မနေတဲ့ ဖြစ်ဖို့အတွက်ဒီလူမျိုးကိုတင်ရှောင်ဖို့အတွက်အရေးကြီးတာဖြစ်တယ်အဲ့ဒီခါမှာတင်ရတတမှာအာမင်္ဂလာရှိတော်သူဖြစ်လာမယ်တရားတော်ဘက်မှာအားကြီးတော်သူဖြစ်လာမယ်ဖရာရဲ့စိတ်တော်နဲ့တွေ့တော်သူဖြစ်လာပြီးတင်ဟာအဲ့ဒီမင်္ဂလာရှိပြီးမှကောင်းကြီးခံစားရတဲ့သူဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ဒီလူမျိုးစားကိုတင်ရတတမှာနေရာမှာပေးမိဖို့အရေးကြီးတာဖြစ်တယ်ဆိုကျွန်တော်နှုတ်ကပတ်တော်နဲ့ဝေမျှခြင်းနဲ့ဖရာရှင်အားလုံးကိုစကားပြေကောင်းကြီးပေးပါစေ